ဟုတ်မသိတဲ့သူဆိုလို့ရှိရင်ကတော့ပေါ့နော်ဒီပေါ့အခုအခုပေါ့နော်အရင်တုန်းကလူကြီးတွေပေါ့အခုခေခေနောက်ပေါ့နော်ဒီနောက်ကလူတွေဆိုလို့ရှိရင်တော့ဒါသူတို့မသိတာလည်းအပြစ်မရှိပါဘူးဘာလို့လဲဆိုတော့ကိုကလွန်ခဲ့တဲ့ပေါ့နော်ဆယ်စုနှစ်ကနေပြောတခြင်းတွေဆဆုပ်ခဲ့တဲ့အတွက်ပေါ့နော်ဒီအခုခေခေလူငယ်တွေကြတော့ကိုကခေတခြင်းမဟုတ်တဲ့အတွက်သူတို့နားဆွဲလို့မဲ့တခြင်းမဟုတ်တဲ့အတွက်သူတို့မသိတာတော့ရှိကောင်းရှိမှာပါရှင့်ဟုတ်ဒါကိုဘယ်ချိန်တုန်းကဆလုပ်ခဲ့တာလဲဆိုတော့လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ပါဖြစ်မယ်ကျမရဲ့အမှုပညာတက်တန်းတော့ဆယ်စုနှစ်တိုင်းခဲ့ပါပြီရှင်ဒေါ်ဆယ်လီကတော့ကျမအခုလက်ရှိပေါ့နော်ရှင်းနှစ်ကျော်မှပြန်ပြီးတော့ဒီသချင်းလေးကတစ်တော့ social ပေါ်မှာပြန်ပြီးတော့ခက်စားလာတယ်ရေပန်းစားလာတဲ့အတွက်လည်းအတိုင်းမသိဝမ်းသာပါတယ်ရှင်ဟောမကြောင်းလို့ကိုရဲတင်မီကျမအလားကတော့ဒေါ်ဆယ်လီ မလောက်ဖြစ်ဘူးဆိုတာဟုတ်တယ်အနုပညာကိုနားလိုက်သေးတယ်ညီမဒီနှစ်ပိုင်းမှပဲပြန်ပြီးတော့အနုပညာကိုစလုပ်ဖြစ်တာပေါ့နော်ကဲမင်္ဂလာပါရှင်ကျမရဲ့နာမည်ကတော့သေးတဲ့ရှင်တီတာမို့ဖြစ်ပါတယ်ဂီတကိုဘယ်ချိန်တုန်းကစလုပ်ခဲ့တာလဲဆိုတော့လွန်ခဲ့တဲ့10နှစ်ကျော်လောက်ကဖြစ်မယ်ကျမရဲ့အနုပညာသက်တမ်းတော့10စုနှစ်တိုင်းခဲ့ပါပြီရှင်တချင်းလေးတွေကတော့စပြီးတော့ဖန်တီးဖြစ်ခဲ့တဲ့တေးတချင်းလေးကတော့ မြမတန်စင်တိတ်ချစ်သူဆိုပြီးတော့ပထမ CD တကွေကျွန်မထွက်ရှိခဲ့ပါတယ်ဒုတိယ CD ကတော့ကျွန်မလွန်ခဲ့တဲ့၈နှစ်လောက်ကကျွန်မထွက်ရှိခဲ့ပါတယ်ကျွန်မရန်ကုန်မြို့ OK Hotel မှာကျွန်မတေးစီမိတ်ဆက်ပေါ်နဲ့အတူပရိသတ်တွေရဲ့အရန်ကိုပေါ့နော်ပရိသတ်တွေကိုလည်းကိုယ့်ရဲ့တေးသချင်းလေးတွေကိုနားဆင်စေခြင်းနဲ့အတူကျွန်မလွန်ခဲ့တဲ့၈နှစ်ကျော်ကကျွန်မရဲ့ဒုတိယတေးစီလေးကိုထွက်ရှိခဲ့ပါတယ်အဲ့ထဲမှာကတေးသချင်းလေးတွေကအစုံပေါ့နော်ယာသာစုံပါတယ် တေးသချင်းတိုင်းတေးသချင်းလည်းတော့ဟိုပေါ့နော်တချို့ဟိုပေါ့ယတအမျိုးမျိုးပေးရတေးသချင်းလေးတွေပါအလူသချင်းပါမယ်ပွဲတိုင်းပွဲတိုင်းသူ့နေရာနဲ့သူလိုက်ဖက်မှုရှိမဲ့တေးသချင်းကောင်းလေးတွေကိုကျွန်မရွေးထုတ်ပြအကောင်းဆုံးဖြစ်အောင်ကျွန်မကြိုးစားပြီးတည်ဆူခဲ့ပါတယ်။တိုင်တယ်လေးကတော့စီးရီးရဲ့တိုင်တယ်လေးကတော့တောဆယ်လေးရဲ့စားကောင်းတဲ့အသည့်ဖြစ်ပါတယ်။လွန်ခဲ့တဲ့ရှင်းနှစ်ကျော်ကကျွန်မဒုတိယစီးရီးလေးပေါ့နော်။အဲ့ဒီတေးသချင်းလေးထဲမှာတောဆယ်လီကတော့ကျွန်မအခုလက်ရှိပေါ့နော်။ရှင်းနှစ်ကျော်မှပြန်ပြီးတော့ဒီသချင်းလေးကတက်တော့ ဆိုရှယ်ပေါ်မှာပြန်ပြီးတော့ခက်စားလာတဲ့ရေပန်းစားလာတဲ့အတွက်လည်းအတိုင်းမသိဝမ်းသာပါတယ်ရှင်။စားကောင်းတဲ့အတီးကတော့ကိုကြီးကိုပညာဟန်နဲ့ကျမနဲ့အဲ့ဒီခွေထဲမှာစုံတွဲလေးတီးဆိုထားပါတယ်ရှင်။အခုပေါ့နော်အခုဒီနေ့ပိုင်းမှာဆိုလို့ရှိရင်ဒါ TikTok တွေဆိုလို့ရှိရင်လည်းအမြင်နေကြလားလူငယ်တွေတော်တော်များများလည်း TikTok ကိုပေါ့နော်အာယုံဆိုင်ပြီးဆော့လာတဲ့အတွက်လည်းဟိုကိုကိုတိုင်းအပါဝင်ပေါ့နော်ဆော့လာတဲ့အတွက်ဒီဒီထဲမှာမှာကိုယ့်ရဲ့တခြင်းလေးကလူကြိုက်များပြီးတော့ပြန်ပြီးတော့ကြောပြန် ခက်စားလာတဲ့အတွက်လည်းအတိုင်းမသိဝမ်းသာမိပါတယ်ရှင့်ကာလာဆုံးမိကင်းနှခန်ဤတော်သူကျမလဲတုံတက်ပါသည် အမှုရာရိကန်ကုံဆန်းဆုံးအမြင်မတော်အဝတ်ပုံစားမုံမြို့သည်သူတွေ Facebook ပေါ်ဆယ်လီဖြစ်တာပြောမကြည့်နေရည်ချင်းနေပြင်းသေးတယ်ပြင်းသနာပါတယ်တချင်းလေးကတော့အစာသားလေးတွေကတော့ဗောနော်အဆိုရှယ်သုံးတယ် အွန်လိုင်းသုံးနေဒါလေးတွေကိုရည်ညွှန်းရည်ရွယ်ပြီးတော့ရေးသားရေးသားထားတဲ့တည်ခြင်းလေးဖြစ်ပါတယ်ရှင့်။နှစ်ဟုတ်ရှင်းနှစ်ကျော်ပြီပေါ့နော်။ဒီတည်ခြင်းလေးကိုအကောင်းဆုံးရေးသားပေးထားတာကတော့ကျမရဲ့ပထမဦးဆုံးဆရာဖြစ်တဲ့တည်ရဆရာဆရာရသွင်ဖြစ်ပါတယ်။ဆရာရသွင်ကတော့လွန်ခဲ့တဲ့၃နှစ်ကျော်၄နှစ်အတွင်းကပဲ ဆုံးမသွားပြီပေါ့နော်။ဘာဖြစ်ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျမရဲ့ဆရာကဆုံးမသွားပြီမဲ့သူ့တချင်းလေးတွေကပြိသက်တည်းရဲ့ပေါ့နော်။အဲယင်းထဲမှာရောက်ရှိတဲ့အတွက်လဲကျမကအတိုင်းမသိဝမ်းသာမိပါတယ်ရှင်။အော်မလောက်ဖြစ်ဘူးဆိုတာဟုတ်တယ်။အမှုပညာကိုနားလိုက်သေးတယ်။ ညီမဒီနှစ်ပိုင်းမှာပဲပြန်ပြီးတော့အနုပညာကိုဆက်လုပ်ဖြစ်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီကိုဗစ်တီရောဆိုတော့ကျတော့စိတ်ဓာတ်တွေလည်းကျတယ်အနုပညာဟိုလောက်ရလဲစိတ်မဖြောင်းဘူးဆိုတော့မလောက်ဖြစ်တော့တောက်ချောင်းနားပြစ်လိုက်တော့ဒီနှစ်ပိုင်းမှာပြန်ပြီးတော့အနုပညာပြန်လုပ်ဖြစ်ပါတယ်ရှင်။နယ်ပွဲလေးတွေတော့တော်တော်များများဆိုပြစ်တာပေါ့နော်။မှတ်မိတယ်အဲရောက်တဲ့ရွာတိုင်းမှာရောက်တဲ့နယ်တိုင်းမှာဆိုလို့ရှိရင်အာမတိတာမို့ဆိုပြီးတော့အပါတရာနှုတ်ဆက်ကြတယ်ဓပုံတွေရိုက်ကြတယ်ကိုယ့်ရဲ့ ထွက်ရှိထားတဲ့သေးသချင်းလေးတွေတည်းကသူတို့ကြိုက်နှစ်သက်တဲ့သေးသချင်းလေးတွေဆိုလို့ရှိရင်တောင်းဆိုကြတယ်ညမှာဆိုရင်အမ်ကျမဒီသချင်းလေးကြိုက်လို့ဆိုပေးပါတော့အမ်သူတို့ကြိုက်တဲ့သေးသချင်းလေးတွေလာပြီးတောင်းဆိုကြတယ်သိတယ်ရှင့်တည်ရဆိုတာညီမဟိုပေါ်တော့ညီမကအမှုပညာတက်တန်းဆယ်စုနှစ်ကျော်ပြီဆိုတော့ညီမထွက်ရှိထားတဲ့တေသချင်းလေးတွေကဟိုးဟိုးကျော်မပောက်ပြင်မဲ့လိုပရိသတ်တွေတည်တယ်တရေရင်နဲ့ပေါ်သူတို့ရင်ထဲမှာရောက်ရှိထားတဲ့တေသချင်းကောင်းလေးတွေလည်းအများကြီးရှိတော့ကြတော့ပရိသတ်တွေကကိုယ့်ကိုမြင်ပြီဆိုလို့ရှိရင်မှတ်မိတယ်ရှင့်နှုတ်ဆက်ကြတယ် အဟောင်းမသိတဲ့သူဆိုလို့ရှင်ကတော့ပေါ့နော်ဒီပေါ့အခုအခုပေါ့နော်အရင်တုန်းကလူကြီးတွေပေါ့အခုခေတ်ခေတ်နောက်ပေါ့နော်ဒီနောက်ကလူတွေဆိုလို့ရှင်ကတော့ဒါသူတို့ မသိတာလည်းအပြစ်မရှိပါဘူးဘာလို့လဲဆိုတော့ကိုကလွန်ခဲ့တဲ့ဟိုပေါ့နော်ဆယ်စုနှစ်ကနေပြီးတော့တခြင်းနေစဆုပ်ခဲ့တဲ့အတွက်ပေါ့နော်ဒီအခုခေတ်ခေတ်လူငယ်တွေကြတော့ကိုကခေတ်တခြင်းမဟုတ်တဲ့အတွက်သူတို့နားဆွဲလို့မဲ့တခြင်းမဟုတ်တဲ့အတွက်သူတို့မသိတာတော့ရှိကောင်းရှိမှာပါရှင့်ဟုတ်ခြင်းနဲ့လူနဲ့မတွဲမိတာရှိလားဆိုတချို့တေးတခြင်းတွေတော့ရှိတယ်ဒီတောဆယ်လီတခြင်းကတော့တွဲမိတယ်တချို့တခြင်းတွေဆိုလို့ရှိရင်ဥမာချစ်ဧည့်တယ်တို့ မော်ရွာမြို့ရဲ့အလှပတွေကိုပေါ်လွှဲအောင်တည်ဆိုထားတဲ့တည်တချင်းလေးတွေဆိုလို့ရှိရင်တချို့ပြိတ်သက်တွေကမတွဲမိဘူးတချင်းကိုတည်တယ်လူကိုမတည်ဘူးဖြစ်တဲ့တချင်းလေးတွေလည်းရှိတယ်ရှင်ဟုတ်ကိုမမတည်ပဲနဲ့ပြိတ်သက်တွေတော်တော်များများတည်တဲ့တချင်းဆိုတော့ချစ်ဧည့်တယ်ပေါ့နော်ဟုတ်ချစ်ဧည့်တယ်ဒီတချင်းလေးကလည်းတေးဆရာဆရာရာဇဝင်ကအကောင်းဆုံးရေးပေးထားတာဖြစ်ပါတယ်ရှင်ဒီတချင်းလေးကတော့ဟိုပေါ်တော့ဒီအလဲလာတဲ့မော်ရွာမြို့အလဲလာတဲ့ဧည့်တယ်လေးကောင်းလေးတစ်ယောက်နဲ့ ဟိုအမျိုးသူလေးတယောက်နဲ့ချစ်ကြိုက်ပြီးတော့ဗောနော်အဲ့ဒါဆိုတော့အချိန်နဲ့ပြန်ရမှာပဲလေအင်ရှင်ဖြစ်တဲ့မွာသူလေးကအလွမ်းနေတဝေးတဝိုင်းနဲ့ကြံခဲ့တဲ့အချင်းလေးဗောနော်မခေါ်ပေးရောက်လာပြန်မပြောတော့လေခမြတ်တနိုင်လုံးလာပါလေအာခမြတ်ပေးရင်တော့ဆက်လက်ဆောင်သိမ့်ထားမမတရားဖြစ်အောင်တချင်လေးကတော့အဲ့ဒါပါပဲ အဒီကတော့အဲ့အပိုက်ကလေးကိုလူတော်တော်များများစော့ကြရရှင့်ဒါကြောင့်မလို့လေတခြင်းကိုကြတော့လူတို့များသိတယ်ဟိုပေါ်တော့တခြင်းကိုဆိုတဲ့ကာယကံကြီးဆိုတော့လေတော့ဘယ်သူမှမသိဘူးပေါ့တခြင်းနဲ့တွဲမသိဘူးဖြစ်တာရှင့်ဟုတ်မြမအတန်ကိုဘာဖြစ်လို့ဆိုဖြစ်သွားလဲဆိုတော့ကိုယ့်ရဲ့အတန်ကအတန်ကလာမြမအတန်နဲ့လိုက်ဖက်တယ်ထင်လို့မြမအတန်ကိုကြိုက်နှစ်သက်ပြီးတော့ ပို့ပြီးတော့ရွေးချက်ပြီးတော့အဆုတ်ဖြစ်သွားဖြစ်ပါလိလာခဲ့တဲ့အပိုင်းဆိုတော့ဗောနောကိုကအရင်တော့ဆိုလို့ရှိရင်ဒီမြမတန်းစင်အေးလေးတွေကိုကြိုက်တယ်အကြာကျမရဲ့ဆရာဖြစ်တဲ့ဆရာရာဆောင်ရာလည်းဒီမြမတန်းနဲ့ပတ်သက်လို့ရှိရင်ဒီလိုဆိုအာဒီသချင်းလေးကတော့လိုက်ဖက်တယ်ဒီသချင်းကတော့မလိုက်ဖက်ဘူးအာဒီစုံနီးစုံဟန်လေးတွေအစအစအရရသင်ပေးတဲ့အတွက်ဆရာရာဆောင်ရာလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ဒီချိန်ဒီနေရာအထိဒီလိုနေရာမျိုးမှာရောက်ရှိအောင်ဆရာရဲ့ကျေးဇူးတွေအများကြီးလည်းပါပါတယ်ရှင်လိလာမှုတွေလည်းအများကြီးရှိခဲ့ပါရှင်ဟုတ် ောက်မျိုးပေါ်ကတော့အရင်တော့မှမသိဘူးကျမပေါ်တော့ဒီ၈နှစ်ကြော်ကြာမှဒီတောဆယ်လီတခြင်းလေးကပြန်ပေါက်တဲ့အတွက်လူနဲ့တခြင်းနဲ့တွဲမိပြီးတော့ပေါ်တော့ဒီအခုဆိုလို့ရှိရင်ကျမမျိုးတွေမှလာရဲဆိုလို့ရှိရင်လည်းသူကတောဆယ်လီတခြင်းဆိုတဲ့ကောင်မလေးဟိုမှာတောဆယ်လီတခြင်းဆိုတဲ့အမာကြီးတော့အဲ့လိုမျိုးတွေဟိုပေါ်တော့ကိုပြန်ချရတဲ့နောက်ကြလာပြီးတော့မိတ်ဆက်တာပေါ်တော့တောဆယ်လီတခြင်းဆိုတဲ့အမာကြီးလားတော့အဲ့လိုမျိုးတွေရှိပါလေရှင့်ရောက်တဲ့နေရာမှာပေါ်တော့အခုတော့ကျင်းနေပါတယ်ဘာဖြစ်လို့လဲဆိုတော့မျောလင်းချက်အများကြီးမရှိဘူး မျောလင့်ချက်အများကြီးမရှိဘူးဆိုတာဟောပေါ့နော်ကျွန်မအခုလက်ရှိမှာကျွန်မအဖေလည်းမရှိဘူးအမေလည်းမရှိတော့ဆုံးပါသွားပြီပေါ့နော်ကိုကိုအကောင်းဆုံးတွေပေါ့နော်လမ်းပြပေးမဲ့ဆရာဆိုတာလည်းဆုံးပါသွားပြီဖြစ်တဲ့အတွက်အများကြီးမျောလင့်ချက်မရှိဘူးမရှိဘူးဆိုတာကိုဘဝမှာကို ဖြစ်ချင်တယ်ဒီအစိုးတော်ဖြစ်ချင်တယ်တခြင်းလေးတွေစိုးချင်တယ်ကိုစိုးလိုက်ရတယ်အစိုးတော်ဖြစ်ခွင့်ရတယ်အဲ့အတွက်ကိုအတွက်ကမျောလင့်ချက်မရှိဘူးဒါပေမဲ့ကိုအတွက်ပန်းနိုင်တစ်ခုဖြစ်တဲ့အတွက်ကတော့ ဝမ်းသာကုန်ယူပါတယ်ရှင်။ဖြစ်မိတာပေါ့ဘာဖြစ်လို့လဲဆိုအခုဆိုရင်ပိုဆိုးတဲ့အဖေနဲ့အမေဆိုလို့ရှိရင်လည်းအမှုပညာဝါသနာမပါကြဘူး။ဒါပေမဲ့လို့အော်ပေါ့ကိုကကြတော့အမှုပညာဝါသနာပါတဲ့အတွက်ဒီအစိုးရဝါသနာပါတဲ့အတွက်စိုးခွင့်ရတဲ့အတွက်ကိုကတော့ဝမ်းသာတယ်မိဘတွေဆိုတော့ဝါသနာပါတဲ့အတွက်မလုံစေချင်ဘူး ဟိုမလုံးစေချင်မှုဆိုသူတို့ကတော့ဖြစ်စေချင်တာပေါ့လုတ်ပြီးပေါ့အနုပညာလမ်းကြောင်းနဲ့ဝင်ပြီးဆိုလို့ရှိရင်တော့အောင်မြင်မှုရရှိတဲ့အဆိုတော့ဖြစ်စေချင်တာဒါကျွန်တော်ကတော့အဲ့လိုမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အောင်မြင်အောင်မြင်မဲမအောင်မြင်မအောင်မြင်အရှုံးနဲ့အနိုင်တစ်ခုတည်းတစ်ခုပဲဆိုတော့ကိုယ်စိတ်ကိုယ်ကိုဖြေနိုင်တယ်မိဘတွေကမဖြေနိုင်ကြဘူးဆိုတော့အခုလိုမျိုးကိုယ်တချင်းလေးတွေကိုပြိတ္တတွေအားပြီးတဲ့အချိန်မှာကိုယ့်ရဲ့မိဘတွေကိုတော့လွမ်းမိတာပေါ့နော်မြင်စေချင်တယ်ကြားစေချင်တယ်ပေါ့နော် ကိုယ့်ရဲ့ဆရာဖြစ်တဲ့ဆရာအရင်ဖြစ်တဲ့ပထမဆရာဖြစ်တဲ့ဆရာရာဇဝင်ကိုလည်းမြင်စေခြင်းကြားစေခြင်းနဲ့တခါလေကြားလို့ရှိရင်လည်းတချင်းနေပေါ့နော်ကိုယ်တချင်းလေးတွေကိုလူတိုင်းအားပေးလို့ပျော်ပါတယ်ရှင်ဟိုပေါ့ဆရာနဲ့ကိုယ့်ရဲ့မိဘတွေကမကြားရှိနိုင်မသိသိခွင့်မရတဲ့အတွက်လည်းဝမ်းနေပါတယ်ရှင်အတိုင်းထက်လုံးပေါ့ဖြစ်စေချင်တာဘုံเนาะအဲ့ကြဒီသချင်းနဲ့ဆိုလို့ရှိရင်လည်းဒါဆရာဆိုလို့ရှိရင်လည်းတီတော်မို့ညီးနဲ့လိုက်ဖက်တယ်ဒီသချင်းလေးတို့တော့ဆိုလိုက် ဆိုလိုက်ပေါ့နော်ဒါတော့ live ဖက်တယ်ရွေးချယ်မှုရောပေါ့နော်အကောင်းဆုံးရွေးချယ်မှုရောသူတို့အနေနဲ့ကိုနဲ့ live ဖက်မှုရှိတာရောရွေးချယ်မှုရောဒီစာသားအိဗဲတချင်းရဲ့အကောင်းဆုံးဖန်တီးမှုလေးတွေရောသူတို့ကကိုယ်ကိုယုံကြည်မှုရှိတဲ့ယုံကြည်မှုရှိလို့မို့ဆိုခိုင်းတဲ့အတွက်လဲကိုကိုတိုင်းဆိုဆိုပြစ်ခဲ့တယ်အဲ့အဲ့လိုပဲဒီလိုချိန်မှာအောင်မြင်မှုရတဲ့ချိန်မှာလဲဆရာကိုမြင်လဲမြင်စေချင်တယ်ပေါ့နော်စိတ်လဲမကောင်းပါဘူးမရှိတော့တဲ့အတွက်ဆရာရှိတယ်ရှင်ဟုတ် မဆိုးဆန္ဒထွန်းတို့ပေါ့နော်ကိုအရန်အရန်ကြိုက်ခဲ့ရတယ်ပေါ့နော်မဆိုးဆန္ဒထွန်းတို့မာကြီးမစိမ့်နေကြီးတို့ကိုကြီးကိုပညာဟန်တို့ပေါ့နော်ဒါငငယ်တုန်းကနဲ့ကိုအရန်ကြိုက်ခဲ့ရတဲ့အမအမတွေအကိုတွေပေါ့နော်ဟုတ်ကဲ့ပါရှင် ခုလိုပေါ့နော်ခြေတပိတ်သက်တွေဒုတိယတဖန်ပြန်လဲပြီးတော့တောဆယ်လီဆိုတဲ့တေးသချင်းကောင်းလေးကိုအားပေးတဲ့အတွက်လည်းအရင်မှကျေးဇူးတင်ပါတယ်ရှင်အပြင်မှာရှိတဲ့ခြေတပိတ်သက်တွေရောအွန်လိုင်းပေါ်မှာရှိတဲ့ပိတ်သက်တွေရောနေမှာရှိတဲ့ခြေတပိတ်သက်တွေအားလုံးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးအများကြီးတင်ပါတယ်ရှင်နောက်လာမယ့်တေးသချင်းကောင်းအစ်စ်ကလေးလည်းဖန်ပြီးနေပါတယ်ဒီတေးသချင်းကောင်းအစ်စ်ကလေးတွေထွက်ရှိလို့ရှင်လည်းအားပေးပါအောင်နော်တေးသချင်းလေးကနောက်လာမယ့်တေးသချင်းလေးကတေးဆရာဆရာကိုကျော်ကိုကိုနိုင်အကောင်းဆုံးရေးပေးထားတဲ့ကိုကိုပဲကိုကိုဆိုတဲ့တေးသချင်းလေးကိုမ ကြခင်မှာချစ်တဲ့ပြိသက်တွေစီကိုအရောက်လှမ်းလာတော့မှာမို့အားပေးဖို့အရန်နဲ့စောင့်မျှော်ပေးပါနော်အားလုံးကျေးဇူးများတင်ပါတယ်